မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ယူကန်ဟမ်မီဆိုတဲ့စာအုပ်လေးအနှစ်ချုပ်လေးကိုတင်ဆက်ပေးသွားကြပါရစေခင်ဗျာဒီစာအုပ်လေးကစိတ်တက်ကြလမ်းပြောက်ပြီးဘာလို့ရမှန်းမသိဖြစ်နေတဲ့လူငယ်တွေဖတ်ရှုတဲ့စာအုပ်လေးတုံးမလို့စာအုပ်လေးရဲ့အနှစ်ချုပ်လေးကိုနားဆင်ပေးကြပါအောင်ခင်ဗျာဒီစာအုပ်ထဲမှာပါဝင်တဲ့ David Goggins ဆိုတဲ့လူတယောက်သူ့ဘဝရဲ့ပန်းတိုင်တွေကိုဘယ်လိုရအောင်စုခိုးခဲ့သလဲဆိုတာတွေကိုလေ့လာကြလိုက်ရအောင်လားဗျာ ဒေးဗစ်ကော့ကင်ဆီယာဘွားကအင်မတန်ကိုခတ်ခဲကြံနေပါရီသူရဲ့ငယ်ဘွားဟာအနိုင်ကျင့်ခံရခြင်းစည်ရင်မွေးတည်ခြင်းနဲ့လူမျိုးရေးခွဲခြားခံရခြင်းတွေနဲ့ပြင်းထန်နေခဲ့ပါရီသူရဲ့ဖခင်ကသူ့ကိုအနိုင်ကျင့်ပြီးရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုပေးခဲ့ပါရီဒီလိုခတ်ခဲတဲ့အခြေအနေတွေကြားမှာကော့ကင်ဆာသူ့ကိုသူယုံကြည်မှုမဲ့သွားခဲ့ပါရီဒါပေမဲ့အရှုံးမပေးခဲ့ပါဘူးသူရဲ့အိမ်မက်တွေကိုအောင်မြင်အောင်လုပ်နိုင်ဖို့အဆုံးဖြတ်ခဲ့ပါရီသူရဲ့အိမ်မက်တစ်ခုက Navy Seas ဖြစ်ဖို့ပါဒါပေမဲ့သူ့မှာစကားပြောအားနည်းချက်ရှိတဲ့အတွက်အခက်အခဲတွေအများကြီးရှိခဲ့ပါရီ ဒါပေမဲ့သူကအရှုံးမပေးဘဲစူးစမ်းခဲ့ပြီးနောက်ဆုံးမှာ Navy Seals တယောက်ဖြစ်လာခဲ့ပါတယ်။ Navy Seals ဖြစ်လာပြီးနောက်မှာလည်း Gawkins ဟာသူ့ရဲ့စွမ်းဆောင်ရည်ကိုဆက်လက်မြင့်တင်ခဲ့ပါတယ်။မာရသွန်ပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးစံချိန်တစ်တွေရေးထိုးနိုင်ခဲ့ပါတယ်။ Gawkins ရဲ့ဘဝကကျွန်တော်တို့အတွက်သင်ခန်းစာတစ်ခုပါ။ဘလို့ခက်ခဲတွေနဲ့ရင်ဆိုင်ရပါစေအရှုံးမပေးဘဲစူးစမ်းရင်အောင်မြင်နိုင်တယ်ဆိုတာကိုတတ်သိပြခဲ့ပါတယ်။သူရဲ့စိတ်ဓာတ်ကကျွန်တော်တို့လိုလူငယ်တွေအတွက်အတူယူစရာပါ။ The 40% rule ဂေါကင်းစ်ကလူအများစုဟာသူရဲ့ဇွမ်းဆောင်ရည်ရဲ့40ရာခိုင်နှုန်းကိုသာအသုံးပြုကြရတယ်လို့ဆိုထားပါတယ်။ရန်တဲ့60ရာခိုင်နှုန်းကတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာရှိတဲ့အတားအဆီတွေ၊ကြောက်ရွံ့မှုတွေနဲ့တန်တရားတွေကြောင့်မရောက်ရှိနိုင်ကြပါဘူး။အာမာမိုင်းဂေါကင်းစ်ကစိတ်ပိုင်းဆိုင်ရာခိုင်မာမှုရဲ့အရေးပါပုံကိုပြောပြပါတယ်။စိတ်ပိုင်းဆိုင်ရာခိုင်မာမှုရှိခြင်းအဖြစ်ကျွန်တော်တို့ဟာအခက်အခဲတွေကိုရရဲ့ဝွင့်ရင်ဆိုင်နိုင်ပြီးကိုယ့်ရဲ့အလားအလာကိုအပြည့်အဝဖော်ထုတ်နိုင်ပါတယ်။အန်ကမောအမောင်းအန်ကမောဂေါကင်းစ်ကသူ့ရဲ့ငယ်ဘဝအတွေ့အကြုံတွေအကြောင်းကိုပြောပြပါတယ်။ နေဘွားမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကသူ့ကိုဘလို့ပုံမတန်မာလာအောင်ကူညီပေးခဲ့လဲဆိုတာကိုမျှဝေပေးထားပါရစေ။ဒန်အကောင့်တပလာထရီမေရာဂေါကင်စ်ကခုခုကိုတာဝန်ယူမှုရဲ့အရေးပါပုံကိုပြောပြပါရစေ။ကျွန်တော်တို့ရဲ့အောင်မြင်မှုနဲ့ကြာရှုံးမှုအတွက်ကျွန်တော်တို့ကိုယ်တိုင်တာဝန်ရှိတယ်လို့ဆိုပါရစေ။ You can't hurt me ဂေါကင်စ်ကနာကျင်မှုကိုလက်ခံခြင်းရဲ့အရေးပါပုံကိုပြောပြပါရစေ။နာကျင်မှုကိုရှောင်ဖယ်မဲ့အစားလက်ခံပြီးကြော်လွားခြင်းဖြင့်ကျွန်တော်တို့ဟာပုံမတန်မာလာနိုင်ပါရစေ။ဒါကိုခီချာ ဂေါကင်စ်ကကျွန်တော်တို့အောင်မြင်မှုတွေကိုမှတ်သားထားဖို့နဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါအဲ့ဒီအရာတွေကိုပြန်လည်အမှတ်ရဖို့အရေးကြီးကြောင်းပြောပြပါရစေ။ The Who's Listening Technique ဂေါကင်စ်ကကျွန်တော်တို့ရဲ့အတွင်းစိတ်နဲ့စကားပြောဆိုခြင်းရဲ့အရေးပါပုံကိုပြောပြပါရစေ။ကျွန်တော်တို့ရဲ့အတွင်းစိတ်ကကျွန်တော်တို့ကိုလမ်းညွှန်ပေးနိုင်ပြီးအခက်အခဲတွေကိုကျော်လွှားနိုင်အောင်ကူညီပေးနိုင်ပါရစေ။ The Time Time Rule ဂေါကင်စ်ကကျွန်တော်တို့ရဲ့ဘန်းနိုင်တွေကိုဆယ်ဆပိုကြီးအောင်တတ်မှတ်ဖို့ပြောပြပါရစေ။ဘန်းနိုင်တွေကြီးမားလေလေကျွန်တော်တို့ရဲ့စူးစမ်းမှုကပုံမအားကောင်းလေလေဖြစ်ပါရည်။ The After Action Review ဂေါကင်စ်ကကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတွေကိုပြန်လည်သုံးသပ်ခြင်းရဲ့အရေးပါပုံကိုပြောပြပါရစ်။ကျွန်တော်တို့ရဲ့အမားတွေကနေတင်ယူပြီးပုံမကောင်းမှုအောင်လှုပ်ဆောင်နိုင်ပါရစ်။ The Uncommon Life ဂေါကင်စ်ကအမြင်နဲ့ဘဝကိုဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့အကြောင်းကိုပြောပြပါရစ်။အမြင်မှုဟာစူးစမ်းမှု၊စိတ်ပိုင်းဆိုင်ရာခိုင်မာမှုနဲ့အရှုံးမပေးတဲ့စိတ်ဓာတ်ပုံမှာမူတည်တယ်လို့ဆိုပါရစ်။ The Forever Sun Rule လူအများစုဟာသူတို့ရဲ့စွမ်းဆောင်ရည်ရဲ့40ရာခိုင်နှုန်းကိုသာအသုံးပြုကြပြီးကျန်တဲ့60ရာခိုင်နှုန်းကိုမသုံးနိုင်ကြဘူးလို့ပြောထားပါရစ်။ဂေါကင်စ်က လူတွေဟာသူတို့ရဲ့စိတ်ထဲမှာရှိတဲ့အဓာစီတွေကြောက်ရွံ့မှုတွေနဲ့တန်တရားတွေကြောင့်သူတို့ရဲ့အလားအလာကိုအပြည့်အဝမတုံနိုင်ကြဘူးလို့ယုံကြည်ပါတယ်။ဒီအဓာစီတွေကြောင့်လူတွေဟာသူတို့ရဲ့ comfort zone မှာပဲနေထိုင်ကြပြီးပုံမခက်ခဲတဲ့အရာတွေကိုမဆန်းသက်ကြဘူးလို့လည်းဆိုပါတယ်။သူကသူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကနေတဆင့်ဒီအချက်ကိုသက်သေပြပါတယ်။ငယ်ဘဝမှာအနိုင်ကျင့်ခံရခြင်း၊ဆင်းရဲမွဲတွေခြင်းနဲ့လူမျိုးရေးခွဲခြားခံရခြင်းတွေကြောင့်သူမှာအခက်အခဲတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့သူကအဲ့ဒီအခက်အခဲတွေကိုအားနေချက်ဖြစ်မယူစားပဲသူ့ကိုပုံမတန်မလာအောင်အသုံးပြုခဲ့ပါတယ်။ ဟုတ်ကဲ့ကျွန်တော်တို့ကိုလည်းကိုယ့်ရဲ့အတားအဆီးတွေကိုကြော်လွှားဖို့တိုက်တွန်းပါတယ်ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုကန့်တတ်ထားတဲ့အရာတွေကိုဖယ်ရှားပြီးပုံမကြီးမားတဲ့အရာတွေကိုလှုပ်ဆောင်နိုင်တယ်လို့သူကယုံကြည်ပါတယ်သူက The 40% rule ကိုတရိယာချင်းပြီးကျွန်တော်တို့ဟာပုံမကြိုးစားဖို့ပုံမအားထုတ်ဖို့နဲ့ကျွန်တော်တို့ရဲ့အလားအလာကိုအပြည့်အဝအသုံးချဖို့လုံဆော်မှုရရှိနိုင်တယ်လို့ဆိုပါတယ်ဒါဆိုရင်ဂျန်နဲ့60ရာခိုင်နှုန်းကိုဘယ်လိုအသုံးချရမလဲနံပါတ်1ကိုယ့်ရဲ့ confidence zone ကနေယုံထွက်ပါ ကျွန်တော်တို့အများစုကတတောင်းတတားရှိတဲ့နေရာမှာပဲနေချင်းကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့အလားအလာကိုအပြည့်အဝအသုံးချဖို့အတွက် comfort zone ကနေရုံထွက်ဖို့လိုအပ်ပါတယ်။အရာရာကိုစမ်းသပ်ကြည့်ဖို့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့မကြောက်ပါနဲ့။အစာပိုင်းမှာအခက်အခဲတွေရှိနိုင်ပါတယ်။ဒါပေမဲ့တီးခံပြီးစ조사သွားရင်တဖြည်းဖြည်းနဲ့ပုံမှန်တန်မာလာပါလိမ့်မယ်။နံပါတ်1နာကျင်မှုကိုလက်ခံပါ။နာကျင်မှုဆိုတာဘယ်သူမှမခံစားချင်တဲ့အရာပါ။ဒါပေမဲ့ Goggins ကနာကျင်မှုကကျွန်တော်တို့ရဲ့ total မှုအတွက်လိုအပ်တဲ့အရာတစ်ခုလို့ဆိုပါတယ်။ နာကျင်မှုကိုရှောင်ဖယ်မဲ့အစားလက်ခံပြီးကြော်လွားခြင်းဖြင့်ကျွန်တော်တို့ဟာပုံမတန်မာလာနိုင်ပါ ರಿ နာကျင်မှုကနေသင်ခန်းစာယူပြီးပုံမကောင်းမွန်အောင်ကြိုးစားပါနံပါတ်3ကိုကိုကိုစိန်ခေါ်ပါဂေါကင်းကကျွန်တော်တို့ကိုအမြဲတမ်းကိုကိုကိုစိန်ခေါ်ဖို့တိုက်တွန်းပါ ರಿ ကိုယ့်ရဲ့ comfort zone ကနေရုန်းထွက်ပြီးမပြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေကိုကြိုးစားခြင်းဖြင့်ကျွန်တော်တို့ဟာပုံမတိုးတက်လာနိုင်ပါ ರಿ ဘန်နိုင်တွေကိုတတ်မှတ်ပြီးမရောက်ရောက်အောင်ကြိုးစားပါပန်းနိုင်ကိုရောက်သွားတဲ့အခါပိုကြီးတဲ့ပန်းနိုင်တွေကိုဆက်လက် တတ်မှတ်ပြီးကြိုးစားပါ။နံပါတ်၄စိတ်ပိုင်းဆိုင်ရာခိုင်မာမှုကိုတည်ဆောက်ပါ စိတ်ပိုင်းဆိုင်ရာခိုင်မာမှုဟာအောင်မြင်မှုအတွက်အရေးကြီးဆုံးအချက်လို့ Gawkins ကဆိုပါတယ်။စိတ်ပိုင်းဆိုင်ရာခိုင်မာမှုရှိခြင်းအပြင်ကျွန်တော်တို့ဟာအခက်အခဲတွေကိုရဲဝဝံရင်ဆိုင်နိုင်ပြီးကိုယ့်ရဲ့အလားအလာကိုအပြည့်အဝဖော်ထုတ်နိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာခိုင်မာမှုကိုတည်ဆောက်ဖို့အတွက်ကိုကိုကိုယုံကြည်မှုရှိဖို့အရှုံးမပေးဖို့နဲ့ဇွဲရှိဖို့လိုအပ်ပါတယ်။နံပါတ်၅အရှုံးမပေးပါနဲ့ Gawkins ရဲ့ဘဝဆက်ကြောင်းတစ်လျှောက်လုံးမှာအရှုံးမပေးတဲ့စိတ်ဓာတ်ကိုအထင်ရှားတွေ့နိုင်ပါတယ်။ဘလို့အခက်အခဲတွေနဲ့ရင်ဆိုင်ရပါစေသူကဘယ်တော့မှအရှုံးမပေးပါဘူး။ဒီစိတ်ဓာတ်ကသူ့ရဲ့အောင်မြင်မှုရဲ့အဓိကတော့ချက်တစ်ခုပါ။ ကျွန်တော်တို့လည်းအရှုံးမပေးတဲ့စိတ်ဓာတ်ကိုမွေးမြူခြင်းဖြင့်ကျွန်တော်တို့ရဲ့ပန်းတိုင်တွေကိုအရောက်ရောက်အောင်လှုပ်ဆောင်နိုင်ပါတယ်။ဒီအချက်တွေကိုလိုက်နာခြင်းဖြင့်မိမိဆွမ်းဆောင်ရေး60ရာခိုင်နှုန်းကိုအသုံးချနိုင်ုံသာမကကိုယ့်ရဲ့အလားအလာကိုအပြေအဝဖော်ထုတ်နိုင်ပါပါ။ကျွန်တော်တို့ရှောင်းလန်းနေတဲ့ခရီးလမ်းဟာခက်ခဲနိုင်ပါတယ်။ဒါပေမဲ့ကြိုးစားမှုနဲ့ဇွဲရှိမှုဖြင့်ဘာမှဆိုးလုံနိုင်ပါတယ်။အာမမိုင်းအာမမိုင်းလို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာခိုင်မာမှုဟာအောင်မြင်မှုအတွက်အရေးကြီးဆုံးအချက်ဖြစ်ကြောင်းကိုပြောချင်တာပါ။ ောက်ကင်စကသူ့ရဲ့အတွေ့အကြုံအရစိတ်ပိုင်းဆိုင်ရာခိုင်မာမှုရှိမှသာကျွန်တော်တို့ဟာအခက်အခဲတွေကိုရဲဝံ့ဝင်ဆိုင်နိုင်ပြီးကိုယ့်ရဲ့အလားအလာကိုအပြည့်အဝဖော်ထုတ်နိုင်တယ်လို့ယုံကြည်ပါတယ်စိတ်ပိုင်းဆိုင်ရာခိုင်မာမှုဆိုတာစိတ်တကြခြင်းတန်ရာဝင်ခြင်းနဲ့ကြောက်ရွံ့ခြင်းတွေကိုကျော်လွှားနိုင်တဲ့စွမ်းရည်ကိုဆိုလိုတာပါသူကသူ့ရဲ့ငယ်ဘဝအတွေ့အကြုံတွေအကြောင်းကိုပြောပြပါတယ်ငယ်ဘဝမှာအနိုင်ကျင့်ခံရခြင်းဆင်းရဲမွဲတေခြင်းနဲ့လူမျိုးရေးခွဲခြားခံရခြင်းတွေကြောင့်သူမှာအခက်အခဲတွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့သူကအရိခက်ခဲတွေကိုအားနေချက်ဖြစ်မယူစားပဲသူကပုံမတန်မာလာအောင်အသုံးပြုခဲ့ပါတယ် သူရဲ့ငယ်ဘဝအတွေ့အကြုံတွေကသူ့ကိုစိတ်ပိုင်းဆိုင်ရာခိုင်မာမှုရှိတဲ့သူတစ်ယောက်ဖြစ်လာအောင်ကူညီပေးခဲ့ပါတယ်။ Gawkins က Accountability Mirror လို့ခေါ်တဲ့နည်းလမ်းကိုမိတ်ဆက်ပေးပါတယ်။ဒီနည်းလမ်းကကိုယ့်ရဲ့အားနည်းချက်တွေကိုရင်ဆိုင်ဖို့နဲ့ကိုယ့်ကိုယ်ကိုတာဝန်ယူဖို့ကူညီပေးပါတယ်။မန်နေဂျာမှာကိုယ့်ရဲ့ဘဏ်နိုင်တွေနဲ့အားနည်းချက်တွေကိုရေးပြီးနေတိုင်းအဲ့ဒီအရာတွေကိုကြည့်ချင်းဖြင့်ကိုယ့်ကိုယ်ကိုတိုးတက်အောင်ကြိုးစားဖို့လှုံ့ဆော်မှုရရှိနိုင်ပါတယ်။ Ankomo Aman Ankomo David Gawkins က Ankomo Aman Ankomo လို့ခေါ်တဲ့သူ့ရဲ့ငယ်ဘဝအတွေ့အကြုံတွေအကြောင်းကိုပြောပြပါပါတယ်။ သူရဲ့ငယ်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကသူ့ကိုဘလို့ပုံမတမ်းမလာအောင်ကူညီပေးခဲ့လဲဆိုတာကိုမျှဝေချင်တာပါ။ Goggins ကငယ်ဘဝမှာအနိုင်ကျင့်ခံရခြင်း၊ဇယံပွဲတွေခြင်းနဲ့လူမျိုးရေးခွဲခြားခံရခြင်းတွေအပြင်အိမ်မှာလည်းအကြမ်းဖက်မှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။ဒီအရာတွေကသူ့ကိုနာကျင်မှုတွေနဲ့စိတ်ဒဏ်ရာတွေအများကြီးပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကိုအားနည်းချက်ဖြင့်မယူဆပဲသူ့ကိုပုံမတမ်းမလာအောင်အသုံးပြုခဲ့ပါတယ်။သူ့ရဲ့အခက်အခဲတွေကိုကျော်လွှားဖို့အတွက်စိတ်ပိုင်းဆိုင်ရာခိုင်မာမှုကိုတည်ဆောက်ခဲ့ပါတယ်။ကိုကိုကိုယုံကြည်မှုရှိဖို့အရှုံးမပေးဖို့နဲ့ဇွဲရှိဖို့တင်ယူခဲ့ပါတယ်။ သူ့ရဲ့ငယ်ဘဝအတွေ့အကြုံတွေကသူ့ကို uncommon uncommon ဖြစ်လာအောင်ကူညီပေးခဲ့ပါတယ်။ဒါကြောင့်မဲတာမန်လူတွေထပ်ပို့ပြီးထူးခြားတဲ့ပို့ပြီးခိုင်မာတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒီ account developer Mera Goggins ကကျွန်တော်တို့ရဲ့အောင်မြင်မှုနဲ့ကြာရှည်မှုအတွက်ကျွန်တော်တို့ကိုယ်တိုင် data ဝင်ရှိတယ်လို့ဆိုပါတယ်။ကြာရှုံးမှုအတွက်ကျွန်တော်တို့ကအကြောင်းပြချက်တွေရှာဖွေခြင်းအခြားသူတွေကိုအပြစ်တင်ခြင်းမပြုသင့်ပါဘူးကျွန်တော်တို့ရဲ့လုပ်ရက်တွေအတွက်အတာဝန်ယူခြင်းဖြင့်ကျွန်တော်တို့ကပုံမတိုးတက်လာနိုင်ပါတယ်ဒီအတွက်လည်း accountability mirror လို့ခေါ်တဲ့နည်းလမ်းကိုမိတ်ဆက်ပေးပါတယ် အကောင့်တပလက်တွေမရာကိုဘယ်လိုအသုံးချမလဲမန်တချက်ရှာပါနေတိုင်းတင်မြင်နိုင်တဲ့မန်တချက်ကိုရွေးချယ်ပါရေချိုးကန်တွေကမန်ဒါမှမဟုတ်အိတ်ခန်တွေကမန်လိုမျိုးနေရာမျိုးမှာရှိတဲ့မန်ဆိုရင်အကောင်းဆုံးပါပဲဘန်းနိုင်တွေကိုရေးပါတင်အောင်မြင်တဲ့ရေမှန်းချက်တွေကိုစာရွက်တွေမှာရေးချပါဒါရီယာရေတိုဘန်းနိုင်တွေဥပမာဒီနေ့ဘလောက်ကြာကြာလေးချင်ငယ်လုံးမယ်ဒါမှမဟုတ်ရေရှည်ဘန်းနိုင်တွေဥပမာဒီနေ့အတွင်းမှာဘွဲရအောင်ကြိုးစားမယ်စသဖြင့်ဖြစ်နိုင်ပါတယ် ဒီကြတဲ့တိုင်းတာနိုင်တဲ့လောက်ဆောင်နိုင်တဲ့ဆက်ဆက်မှုရှိတဲ့အချိန်ကာလနဲ့သတ်မှတ်ထားတဲ့ smart ban နိုင်တွေဆိုရင်ပိုကောင်းပါတယ်။အားနေချက်တွေကိုရေးပါ။တင်တိုတက်ဖို့လိုအပ်တဲ့အပိုင်းတွေကိုစာရွက်တွေ့ရမှာရေးချပါ။ဒါရီယာတင်ရှောင်ဖယ်ခြင်းတဲ့အရာတွေဥပမာပြင်းရည်ခြင်း၊ရွှေဆိုင်ခြင်းဒါမှမဟုတ်တင်တိုတက်အောင်လောက်ဆောင်ခြင်းတဲ့အရာတွေဥပမာစာပန်နှုတ်မြင့်တင်ခြင်း၊စိတ်ပိုင်းဆိုင်ရာခိုင်မာမှုတည်ဆောက်ခြင်းဖြစ်နိုင်ပါတယ်။ကိုယ်ကိုယ်ကိုရိုးသားစွာစမ်းစစ်ပြီးအားနေချက်တွေကိုဖော်ထုတ်ပါ။မှန်မှာကပ်ပါ တင်ရထားတဲ့ပန်းတိုင်တွေနဲ့အားနည်းချက်တွေကိုမှန်မှကတ်ထားပါ။မန်ကိုကြည့်တိုင်းအဲ့ဒီအရာတွေကိုသတိရစေဖို့ပါ။ကိုကုတ်ကိုမေးကိုမေးပါ။မန်ကိုကြည့်ပြီးကိုကုတ်ကိုမေးကိုနေမေးပါ။ဥပမာဒီနေ့ငါရဲ့ပန်းတိုင်ကိုဘယ်လောက်ထိလှုပ်ဆောင်ခဲ့ပြီးပြီလဲ။ငါရဲ့အားနည်းချက်တွေကိုကြော်လွားဖို့ဘာတွေလှုပ်ဆောင်နိုင်လဲ။ကိုကုတ်ကိုစိန်ခေါ်တဲ့မေးကိုနေကိုမေးပါ။ကိုကုတ်ကိုတာဝန်ယူပါ။မန်မရေးထားတဲ့အရာတွေကိုကြည့်ပြီးကိုကုတ်ကိုတာဝန်ယူပါ။တင်းရဲ့အောင်မြင်မှုနဲ့ကြာရှုံးမှုအတွက်တင်းကိုရိုင်းနာတာဝန်ရှိတယ်ဆိုတာကိုသတိရပါ။အကြောင်းပြချက်တွေမရှာပါနဲ့။နေတိုင်းပြန်လဲသုံးသပ်ပါ။ နေတိုင်းမှန်ကိုကြည့်ပြီးတင်းရဲ့ဒုတ်တမှုကိုပြန်လဲသုံးတပ်ပါတင်းရဲ့ပန်းနိုင်တွေကိုဘလောက်ထိအောင်မြင်အောင်လှုပ်ဆောင်နိုင်ကြလဲတင်းရဲ့အားနည်းချက်တွေကိုဘလို့ကြော်လွှားနိုင်ကြလဲဆိုတာကိုစဉ်းစားပါဒုတ်တမှုတွေကိုမှတ်သားထားပါလိုအပ်ရင်ပန်းနိုင်တွေကိုပြန်လဲညှိနိုင်ပါ You can't hurt me ကောကင်စကအနာကျင်မှုကကျွန်တော်တို့ရဲ့ဒုတ်တမှုအတွက်လိုအပ်တဲ့အရာတစ်ခုလို့ဆိုပါရီနာကျင်မှုကိုရှောင်ဖယ်မဲ့အစားလက်ခံပြီးကြော်လွှားခြင်းဖြင့်ကျွန်တော်တို့ဟာပုံမှန်တန်မာလာနိုင်ပါရီနာကျင်မှုဆိုတာရုပ်ပိုင်းဆိုင်ရာနာကျင်မှု ဥပမာလေကျင်းကန်လှုပ်ခြင်းကြောင့်ကြွက်သားနာကျင်ခြင်းတာမကစိတ်ပိုင်းဆိုင်ရာနာကျင်မှုဥပမာဝမ်းနေခြင်းစိတ်ပြည့်ခြင်းတို့လည်းပါဝင်ပါတယ်။ Gawkins ကကျွန်တော်တို့ကိုလည်းနာကျင်မှုကိုလက်ခံဖို့တိုက်တွန်းပါတယ်။ကျွန်တော်တို့ကနာကျင်မှုကိုကြောက်ရွံ့မဲ့အစားနာကျင်မှုကနေတင်ယူပြီးပုံမတိုးတက်အောင်စူးစမ်းရမယ်လို့သူကယုံကြည်ပါတယ်။နာကျင်မှုကကျွန်တော်တို့ကိုပုံမတန်မာလာစေနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ဓာတ်ခုခေကြား ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေကိုမှတ်သားထားဖို့နဲ့အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အခါအဲ့ဒီအရာတွေကိုပြန်လည်အမှတ်ရဖို့အရေးကြီးကြောင်းကိုပြောပြထားပါရစေ။ Gawkins ကသူ့ရဲ့ဘဝမှာအခက်အခဲတွေနဲ့ရင်ဆိုင်ရတိုင်းသူ့ရဲ့ cookie jar ထဲမှာရှိတဲ့အောင်မြင်မှုတွေကိုပြန်ကြည့်ပြီးသူ့ကိုယ်သူအားပေးပါရစေ။သူ့ရဲ့ cookie jar ထဲမှာသူ့ရဲ့အောင်မြင်မှုတွေ၊စံချိန်တွေနဲ့စိန်ခေါ်မှုတွေကိုကြော်လွားနိုင်တဲ့အတွေ့အကြုံတွေအားလုံးကိုမှတ်တမ်းတင်ထားပါရစေ။အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါတိုင်းဒီအရာတွေကိုပြန်ကြည့်ခြင်းဖြင့်သူ့ကိုယ်သူယုံကြည်မှုနဲ့ခွန်အားကိုပြန်လည်ရရှိပါရစေ။ကျွန်တော်တို့ကလည်းကိုယ့်ရဲ့ cookie jar ကိုတည်ဆောက်ဖို့တိုက်တွန်းထားပါရစေ။ ျွန်တော်တို့ရဲ့အောင်မြင်မှုတွေကိုသိငယ်သည်ဖြစ်စေကြီးမားသည်ဖြစ်စေအားလုံးကိုမှတ်တမ်းတင်ထားဖို့ပြောပါရစေအခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါဒီအရာတွေကိုပြန်ကြည့်ခြင်းဖြင့်ကျွန်တော်တို့ဟာကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ခွန်အားကိုပြန်လည်ရရှိနိုင်ပါရစေဒါအပြင်ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာခိုင်မာမှုကိုလည်းတည်ဆောက်နိုင်ပါရစေခုတ်ကိကြားကိုဘယ်လိုအသုံးချရမလဲခုတ်ကိကြားဆိုတာအမတ်တရားတွေအောင်မြင်မှုတွေနဲ့ကြော်လွားခဲ့တဲ့အခက်အခဲတွေကိုစုဆောင်းထားတဲ့နေရာတစ်ခုပါဒါဟာစာအုပ်ဖိုင်တွေဖုန်းတွေကနှုတ်ဒါမှမဟုတ်တခြားတင်းနေတတ်တဲ့ပုံစံမျိုးနဲ့ဖြစ်နိုင်ပါ ರಿ အရေးကြီးတာကတိန်းစေးရလွယ်ကူပြီးပြန်ကြည့်ရလွယ်ကူတဲ့နေရာတစ်ခုဖြစ်ပေါ်ပါပဲ The Who's Listening Technique ဂေါဂင်စ်ကသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာသူ့ရဲ့အတွင်းစိတ်နဲ့အမြဲတမ်းစကားပြောခဲ့ပါတယ်သူ့ရဲ့အတွင်းစိတ်ကသူ့ကိုလမ်းညွန်ပေးခဲ့ပြီးအခက်အခဲတွေကိုကျော်လွှားနိုင်အောင်ကူညီပေးခဲ့ပါတယ်သူကသူ့ရဲ့အတွင်းစိတ်ကို Goblin လို့ခေါ်ပြီးဒါသူ့ရဲ့အာဏာချက်တွေကြောက်ရွံ့မှုတွေနဲ့တန်တရားတွေကိုကိုးစားပြုပါတယ်ဆိုင်ရီသူကကျွန်တော်တို့ကိုလည်းကိုယ့်ရဲ့အတွင်းစိတ်နဲ့စကားပြောဆိုဖို့တိုက်တွန်းပါတယ်ကျွန်တော်တို့ရဲ့အတွင်းစိတ်ကကျွန်တော်တို့ရဲ့အစီအမံခံစားချက်တွေနဲ့လူဝင်ဆန္ဒတွေကိုတည်ပါတယ် ဒါကြောင့်ကျွန်တော်တို့ရဲ့အတွင်းစိတ်နဲ့စကားပြောဆိုခြင်းဖြင့်ကျွန်တော်တို့ဟာကိုကိုကိုပုံမနာလည်နိုင်ပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ပါတယ်။ Goggins က Who listening ဆိုတဲ့မိကုံးကိုအမြဲတမ်းသူ့ကိုယ်သူမိပါတယ်။ဒီမိကုံးကသူ့ကိုသူ့ရဲ့အတွင်းစိတ်ကိုနားထောင်ဖို့နဲ့သူ့ရဲ့အားနည်းချက်တွေကိုရင်ဆိုင်ဖို့တတိပေးပါတယ်။ The Who's listening technique ကိုဘယ်လိုအသုံးချရမလဲ။တင်အားလုံးတစ်ခုကိုရှင်းထားတယ်လို့ဆိုကြပါစို့။ရှင်းလွားတင်ပြီးရနောက်တင်းရဲ့အတွင်းစိတ်ထဲမှာအတန်တွေထွက်လာပါလိမ့်မယ်။ငါ့ကိုရွေးချယ်ပါမလား။ငါ့မှာလုံလောက်တဲ့အရေးချင်းရှိရဲ့လား။ငါ့ထက်ပိုကောင်းတဲ့သူတွေရှိနေမှာပဲ။ စသဖြင့်အတွေးတွေဝင်လာနိုင်ပါတယ်။ဒါဟု listening technique ကဒီလိုအတွေးတွေဝင်လာတဲ့အခါကိုကိုကိုမေးခွန်းတစ်ခုမေးခိုင်းပါတယ်။ဒီအတွေးတွေကိုဘယ်သူတွေကပြောနေတာလဲလို့မေးလိုက်ပါ။တကယ်တော့အဲ့ဒီအတွေးတွေကိုပြောနေတာကသင်ကိုယ်တိုင်ပါပဲ။သင်ရဲ့အတွင်းစိတ်ထဲကအတန်တွေပါ။ဒီလိုမေးခွန်းကိုမေးလိုက်ခြင်းအားဖြင့်သင်ဟာသင်ရဲ့အတွေးတွေကိုပို့ပြီးသတိထားမိလာပါတယ်။အဲ့ဒီအတွေးတွေကအမှန်ကန်တဲ့အတွေးတွေလားဒါမှမဟုတ်တင်းကိုအားနေသွားအောင်လုပ်နေတဲ့အတွေးတွေလားဆိုတာကိုစဉ်းစားနိုင်ပါ ರಿ ဥပမာငါကိုရွေးချယ်ပါမလားလို့တွေးနေမဲ့အစားငါမှလုံလောက်တဲ့အရေးချင်းရှိတယ်ငါအကောင်းဆုံးစူးစမ်းမယ်လို့တွေးနိုင်ပါ ರಿ ဒါမှမဟုတ်ငါ့ထက်ပိုကောင်းတဲ့သူတွေရှိနေမှာပဲလို့တွေးနေမယ်စာငါရဲ့အားသာချက်တွေကိုပြသမယ်ငါရဲ့စွမ်းဆောင်ရည်ကိုအပြေအဝထုတ်ပေါ်ပြမယ်လို့တွေးနိုင်ပါတယ် The Who's Listening Technique ကကျွန်တော်တို့ကို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 ပို့ပြီးတတိထားမိစေပါတယ်ကျွန်တော်တို့ရဲ့အတွေ့တွေကိုထိန်းချုပ်နိုင်အောင်ကူညီပေးပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဟာပို့ပြီးယုံကြည်မှုရှိလာပြီးပို့ပြီးအောင်မြင်နိုင်ပါတယ် The Time Time Rule ကျွန်တော်တို့ရဲ့ပန်းနိုင်တွေကိုဆယ်ဆပို့ကြည့်အောင်သတ်မှတ်ဖို့ပြောချင်တာပါ Gokins ကလူအများစုဟာသူတို့ရဲ့ပန်းနိုင်တွေကိုဒေငယ်လွန်စွာသတ်မှတ်ကြတယ်လို့ပြောထားပါတယ် လူရီယာသူရီယာလာလာကိုရှော့ထွက်ကြပြီးသူတို့ကိုသူတို့ကန့်တတ်ထားကြပါတယ်။ဂေါကင်စ်ကကျွန်တော်တို့ရဲ့ပန်းနိုင်တွေကိုဆယ်စားပိုကြီးအောင်တတ်မှတ်ခြင်းဖြင့်ကျွန်တော်တို့ကပုံမိုကြိုးစားဖို့ပုံမိုအားထုတ်ဖို့နဲ့ကျွန်တော်တို့ရဲ့လာလာကိုအပြေးဝအသုံးချဖို့လုံဆောင်မှုရရှိနိုင်တယ်လို့ဆိုပါတယ်။သူကသူ့ရဲ့အတွေ့အကြုံတွေအကြောင်းကိုပြောပြပါတယ်။သူကသူ့ရဲ့ပန်းနိုင်တွေကိုဆယ်စားပိုကြီးအောင်တတ်မှတ်ခြင်းဖြင့်မပြေနိုင်ဘူးလို့ထင်ခဲ့တဲ့အရာတွေကိုလုံဆောင်နိုင်ခဲ့ပါတယ်။ဥပမာသူဟာ navy seal ဖြစ်ဖို့မာရသွန်ပြိုင်ပွဲကိုဝင်ပြိုင်မှုနဲ့အခြားသောစိန်ခေါ်မှုတွေကိုကြော်လောင်နိုင်ခဲ့ပါတယ် ကျွန်တော်တို့ကလည်းဘန်နိုင်တွေကိုစေစားပူကြည့်အောင်သတ်မှတ်ဖို့တိုက်တွန်းပါတယ်။ဘန်နိုင်တွေကြီးမားလေးလေးကျွန်တော်တို့ရဲ့စ조사မှုကပုံမှုအားကောင်းလေးလေးဖြစ်ပါတယ်။ဒါပြင်ဘန်နိုင်တွေကိုကြီးမားစွာသတ်မှတ်ခြင်းဖြင့်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ကန့်သက်ချက်တွေကိုကျော်လွှားနိုင်ပြီးပုံမှုကြီးမားတဲ့အောင်မြင်မှုတွေကိုရရှိနိုင်ပါတယ်။ The After Action Review ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတွေကိုပြန်လည်သုံးသပ်ခြင်းရဲ့အရေးပါပုံကိုပြောချင်တာပါ။ Goggins ကကျွန်တော်တို့ဟာအမားတွေကနေတင်ယူပြီးပုံမှုကောင်းမွန်အောင်လှုပ်ဆောင်နိုင်တယ်လို့ယုံကြည်ပါတယ်။ကျွန်တော်တို့ကိုကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတွေကိုအသေးစိတ်ပြန်လည်သုံးသပ်ဖို့တိုက်တွန်းပါတယ်။ ဘာတွေကောင်းမွန်ခဲ့လဲဘာတွေမှားယွင်းခဲ့လဲဘာတွေပိုကောင်းအောင်လှုပ်ဆောင်ရလဲဆိုတာကိုစဉ်းစားဖို့ပြောပါတယ်။သူရဲ့လှုပ်ဆောင်မှုတွေကိုပြန်လည်သုံးသပ်ခြင်းဖြင့်အမားတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးအဲဒီအမားတွေကနေတင်ယူခဲ့ပါတယ်။ဒီလိုပြန်လည်သုံးသပ်ခြင်းဟာသူကိုပုံမကောင်းမွန်တဲ့လူတစ်ယောက်ပုံမကောင်းမွန်တဲ့အားကစားသမားတစ်ယောက်ဖြစ်လာအောင်ကူညီပေးခဲ့ပါတယ်။ကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတွေကိုပြန်လည်သုံးသပ်ဖို့တိုက်တွန်းပါတယ်။ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့အမားတွေကနေတင်ယူပြီးပုံမထုတ်တက်အောင်စ조사ရမယ်လို့သူကယုံကြည်ပါတယ်။ After action review ဟာကျွန်တော်တို့ကိုကိုယ့်ကိုယ်ကိုပုံမနားလည်နိုင်အောင် ပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်အောင်နဲ့ပုံမအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်အောင်ကူညီပေးပါရစေ။ DM Common Life တာမန်လူတွေနဲ့မတူတဲ့ထူခြားတဲ့ဘဝကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုပြောပြချင်တာပါ။ Gokins ကအာမန်လူတွေဟာသူတို့ရဲ့ comfort zone မှာပဲနေထိုင်ကြပြီးစိန်ခေါ်မှုတွေကိုရှောင်ဖယ်ကြတယ်လို့ဆိုပါရီ။ဒါပေမဲ့ထူးခြားတဲ့ဘဝကိုလိုချင်ရင်တော့ကျွန်တော်တို့ဟာ comfort zone ကနေရုန်းထွက်ပြီးမပြေနိုင်ဘူးလို့ထင်တဲ့အရာတွေကိုလှုပ်ဆောင်ရပါမယ်။သူရဲ့ဘဝအတွေ့အကြုံတွေကနေတင်ယူခဲ့တဲ့သင်ခန်းစာတွေကိုမျှဝေပေးပါရီ။အဲဒီသင်ခန်းစာတွေကတော့ ကိုကိုကိုစိန်ခေါ်ပါအမြဲတမ်းကိုကိုကိုစိန်ခေါ်နေပါမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေကိုကြိုးစားပါ။နာကျင်မှုကိုလက်ခံပါ။နာကျင်မှုဟာထိုးထက်မှုအတွက်လိုအပ်တဲ့အရာတစ်ခုပါ။နာကျင်မှုကိုရှောင်ဖယ်မယ်စားလက်ခံပြီးကြော်လွားပါ။အရှုံးမပေးပါနဲ့။ဘလို့အခက်အခဲတွေနဲ့ရင်ဆိုင်ရပါစေအရှုံးမပေးပါနဲ့ဆက်လက်ကြိုးစားပါ။ကိုယ့်ရဲ့အိမ်မက်တွေကိုအောင်မြင်အောင်လှုပ်ဆောင်ပါ။တရင်အိမ်မက်တွေကိုအောင်မြင်အောင်လှုပ်ဆောင်ဖို့ကြိုးစားပါ။ဘယ်တော့မှအရှုံးမပေးပါနဲ့။ Gogins ကကျွန်တော်တို့ကိုလည်းသူ့လိုပဲထူကြတဲ့ဘဝကိုတည်ဆောက်နိုင်တယ်လို့ပြောထားပါဗျ။ ျွန်တော်တို့ကိုကိုယ့်ရဲ့အသားစီတွေကိုကြော်လွားဖို့နဲ့ကိုယ့်ရဲ့အလားအလာကိုအပြည့်အဝဖော်ထုတ်ဖို့တိုက်တွန်းပါတယ်